တော်များများကငွေကြေးနဲ့ပတ်သက်လာပြီးဆိုလို့ရှိရင်လဲတက်တဲ့အရာတွေများကြပါလေဒီနေ့ဘုရားသခင်တင့်ကိုဘာစကားပြောနေသလဲဆိုတော့တင့်ကိုဘုရားသခင်အနန်းထားတဲ့စီးစင်ဥစ္စာဆိုတဲ့အရာကဘုရားပေးมาရတာဒါကြောင့်မလို့အဲ့ဒီအရာကိုသင်သဘောပေါက်ပြီးတော့ဘုရားသခင်ကိုပြန်လဲပြီးတော့မှဂုံပြုတ်တက်တဲ့နှလုံးသားရှိမယ်ဆိုရင်ဘုရားသခင်ကအရင်တုန်းကနဲ့မတူတဲ့စီးစင်ဥစ္စာကိုလည်းတာပြည့်တိုးပေါ်ခြင်းပေးနိုင်နေဆိုတဲ့အရာကိုတင့်ကိုမြင်စေတာဖြစ်တယ်အာမင်တကြမှာစိတ်မချရရင်တရားမအပ်ဘူးဘုရားက အာမင်ဒါကြောင့်ဖယားသခင်ကစိတ်ချမှုရှိမရှိဆိုတဲ့အရာဖယားဘက်ကတင့်ကိုယုံကြည်လို့ရမရဆိုတဲ့အရာကိုဖယားသခင်အမြဲတမ်းအမြဲတမ်းအမြဲတမ်းကျမတို့ကိုစမ်းသပ်နေတာဖြစ်တယ်တချို့သောသူတွေကကျွန်တော်ကိုအကောင်းဆုံးသောဇနီးတွေပေးပါအကောင်းဆုံးသောခင်မွန်းတွေပေးပါဆိုပြီးတောင်းကြတယ်တောင်းတာမမှားပါဒါပေမဲ့အခုလက်ရှိရှိနေတဲ့ relationship ကိုရောတင်တံပိုးထားရလားဟုတ်လား ာယာတဲ့မိသားစုတစုဖြစ်လာဖို့ရန်အတွက်ဝမ်းမြောက်ခြင်းနဲ့ပြည့်စုံတဲ့မိသားစုတစုဖြစ်လာဖို့ရန်အတွက်တန်ရှင်းခြင်းကအခြေခံဖြစ်တယ်ဆိုတဲ့အရာကိုသင်သဘောပေါက်ရတဲ့အဲ့အဲ့ဒီစကားလေးအပေါ်မှာစိတ်ချရမှုရှိရလားဘုရားသခင်ကိုစကားပြောပါစေအာမင်တချို့တွေကဝိညာဉ်စုဂျေစုတွေအရင်တော့တိုးပွားလာတဲ့အခါမှာမာနတွေတက်သွားတတ်ကြတယ်အဲ့လိုမဖြစ်စေချင်ဘူးဘုရားသခင်ကဝိညာဉ်စုကျေးဇူးတွေအများကြီးတက်လာလေလေ ဖះနှလုံးသားနဲ့ဖះမေတ္တာနဲ့ပို့ပြီးတော့အစီခံရလေးလေးပဲကျွန်တော်တို့တိုင်းပြည်မှာအခုဒါဒုက္ခဆင်းရဲခြင်းနဲ့ဆိုင်တဲ့အရာကိုကြုံတွေ့နေရခြင်းပဲဒါပေမဲ့အဲ့လိုကြုံတွေ့နေရတဲ့အချိန်မှာလဲဖះသခင်ကိုကိုးကွယ်ဖွင့်အတွက်အရောက်လာတယ်ဆိုတဲ့အရာကယုံကြည်စိတ်ချရလို့ပဲအာမင်စိတ်တကြခြင်းနဲ့မှလဲပြုံမနေဘူးသင်ဟာထူးခြားသောပုံကိုဖြစ်တယ်သင်ဟာဖះကြည့်လိုက်တဲ့အခါမှာနှစ်သက်ခြင်းကိုခံရတဲ့ပုံကိုဖြစ်တယ်ဖះရဲ့နှလုံးသားကိုလူယူသောပုံကိုဖြစ်တယ် ်ကျိုးစကူဒီမှာလမ်းကြည့်လိုက်တဲ့အခါမှာမြင်ရတယ်ကျိုးစဒီမှာလက်ကိုကြောက်ပတ်တီးစီးထားလားမသိဘူးဒါမဲ့ဘုရားကျောင်းကိုလာတာပဲဘုရားကောင်းကြီးပေးပါစေကျိုးကအသက်ကြီးပြီလမ်းလျှောက်ဖွင့်တဲ့ခက်တယ်ဆိုရရကျမမြင်ရတယ်ဒီစင်ပေါ်ကနေဒါပေမဲ့ဘုရားသခင်ကိုကိုးကွယ်ဖို့ရန်အတွက်အခုလိုမျိုးဘုရားသခင်နဲ့ယဉ်နီကျွမ်းဝင်ဖို့ရန်အတွက်စိတ်ချနေရတယ်ဘုရားတဲ့ကိုချီးမြှောက်အောင်မယ်ဘုရားတဲ့ကိုအသုံးပြုအောင်မယ်ဟာလေလုယာဒါပေမဲ့ <laughs> 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 ကြားဖို့လိုအပ်တဲ့နှုတ်ကပတ်တော်လည်းရှိတယ်။အဲ့ဒါကဘာလဲ။ဒုက္ခဆင်းရဲခြင်းနဲ့ဘုရားသခင်ကကျမတို့တယောက်ချင်းစံကိုစစ်ဆေးတတ်တယ်ဆိုတဲ့အရာကိုလည်းဘုရားသခင်ကြားစေခြင်းနဲ့ကျမတို့ကြားဖို့လိုတယ်။အဲ့ဒါကမှပြည့်စုံတဲ့တမန်တရားဖြစ်မှာ။အာမင်။ဘာဖြစ်လို့ဒုက္ခဆင်းရဲခြင်း၊나ကျင်ခြင်းဆိုတဲ့မုံတိုင်းကပဲလူတယောက်ရဲ့အတ္တအแทမှာရှိတဲ့ယုံကြည်ခြင်းသင်ပေါ်ဘလောက်ခိုင်တယ်လဲမခိုင်တယ်လဲဆိုတဲ့အရာကိုစမ်းစစ်ပေးနိုင်တာ။ အမှန်တကယ်အတွင်းထဲမှာဖယားကိုမယုံကြည်တဲ့သူတွေကထိုကဲ့သို့အခြေအနေကြုံလာပြီဆိုရင်ဖယားကိုချစ်မချစ်ဆိုတဲ့အရာကတခါတည်းထင်ရှားတာပဲဖယားတဲ့ကိုဖွင့်ပြပါစေဒါဆိုရင်မေးစရာကဟာဖယားချစ်တဲ့သူကိုဖယားတကယ်ဒုက္ခဆင်းရဲကြုံတွေ့စီလားကြုံတွေ့စီပါတယ်ဖယားကချစ်တဲ့သူကိုရွေးပြီးတော့သူကကြုံတွေ့စီတာဖြစ်တယ်ဘာဖြစ်လို့လဲယုံရလို့ဒုက္ခဆင်းရဲခြင်းဆိုတာယုံတဲ့သူကိုဖယားကံပေးတွေ့တယ် Hallelujah.